ခြေကိမှုအများဆုံးဖြစ်ခဲ့တဲ့ငလင်ကြီးများအကြောင်းပရိသတ်ကြီးအလုံးမဲ့မင်္ဂလာပါရှင်တီကီချန်နယ်လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်1950ပြည်နှစ်လောက်ကအာတန်တီဘက်နယ်မြေမှာဖြစ်ခဲ့တဲ့ငလင်ကအင်အားအကြီးဆုံးဂုံးတွင်းငလင်တစ်ခုအဖြစ်မှတ်တမ်းတင်ခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုရင်မဂနီတု၈တရမ၆အထိရှိခဲ့လို့ပါပဲငလင်ရဲ့ဗိုလ်ပြချက်ကတော့အိန္ဒိယအရှေ့မြောက်ပိုင်းကမီရှာမီတောင်တန်းတွေမှာဖြစ်ပါတယ်အိန္ဒိယကြောက်ပြားနဲ့ယူရေးရှားကြောက်ပြားတို့တိုက်မိရာကနေပြင်းထန်တဲ့ငလင်လိုင်းတွေထွက်ပေါ်လာပြီး တိဘက်တဝိုင်းမှာကြီးမားတဲ့မြေပြုံမှုတွေမြေအကွဲကြောင်းကြီးတွေပေါ်ထွက်လာခဲ့တာပါဘလောက်တောင်ဆိုလဲဆိုရင်ရွာလုံးကျပြောက်သွားရတဲ့အထိပါပဲအိန္ဒိယကလည်းဒီငလင်တန်းကိုအတော်လေးခံခဲ့ရတာပါမြေပြုံမှုတွေဆယ်ကျုံးမှုတွေကြောင့်ရွာပေါင်း90ပျက်စီးခဲ့ရပြီးလူပေါင်း1500လောက်ဒေဆုံးခဲ့ရပါတယ်တိဘက်မှာတော့ပုံများပါတယ်။စုံပသူက3300ကျော်လောက်ရှိနေတော့ပါပဲ။အခုပြောခဲ့တဲ့ကိစ္စကြီးကထိုင်းလန့်စီယာအကျော်ကောင်းပါတယ်။ဒါပေမဲ့ဒီဗီဒီယိုမှာဆက်ဖို့ပြမယ့်ကိစ္စတွေထဲမှာတော့အသက်တာဆုံးပါပဲ နောက်ပိုင်းမှာတော့တိဘက်ငလင်းတက်ပိုကျန်းခဲ့တဲ့ငလင်းတွေအကြောင်းကိုဖော်ပြပေးတော့မှာပါ။အရင်ဆုံးအနေနဲ့ငလင်းနဲ့ပတ်သက်ပြီးတည်တင့်တာလေးတွေတချို့ကိုမျှဝေပေးတော့ချင်ပါတယ်။ငလင်းတွေကကမ္ဘာအပေါ်ရန်အတွင်းမှာဇွမ်းအင်တွေထွက်ပေါ်လာတဲ့အခါဖြစ်တတ်ပါတယ်။အဓိကကတော့ကြောက်လွားပြည့်ရွေကြောင်းတစ်လျှောက်ထတ်တုံးနဲ့ကြောက်ပြားတွေရွေရှားပြီးပေါ်တိုက်တဲ့အခါမျိုးမှာပါ။ဒီရွေရှားမှုကလိုင်းတွေထွက်ပေါ်လာပြီးမြေပြင်ကိုတုံခါစေတဲ့အခါမှာတော့ငလင်းဆိုတာဖြစ်လာရပါတယ်။ဒီလိုအပြင်နဲ့ ငလင်တွေကလူသားတွေကိုဘလို့ဒုက္ခပေးနိုင်ပြီးကမ္ဘာပတ်ဝန်းကျင်အနေထားကိုပါဘလို့ပြောင်းလဲစေနိုင်တယ်လဲဆိုတာကိုတော့ဗီဒီယိုလေးမှာဆက်တွေ့ရပါမှာ1965ခုနှစ်မြောက်အမေရိကရဲ့ကြွတ်ကျုံးမှာစတင်ခဲ့တဲ့ရှစ်တရမခွန်မကနီကျုငလင်ကြီးကကြီးမားတဲ့ဆူနာမီကြီးကိုဖြစ်စေခဲ့ပါတယ်။ပေ30မြင်းနဲ့အလိုင်းလုံးကြီးတွေက188မိုင်ဝေးတဲ့ရှန်ယားကျွန်းကိုတိုက်ခတ်ခဲ့တာပါ။ဒီနေရာကမြောက်အမေရိကရဲ့ထထုံးနှစ်ကြာပြောင်းပုံပါတရှိပြီးငလင်ဖြစ်နိုင်ခြေများတဲ့ဒေတာလည်းဖြစ်ပါတယ်။ ကြပဲမကန်ကောင်းတာကနေတန်တူဥယျာဉ်နေပါတာကြောင့်ပျက်စီးဆုံးရှုံးမှုနဲ့လူသိမှုကတော့တိတ်မများခဲ့ပါဘူး၂030ခုနှစ်မှာဖြစ်ခဲ့တဲ့ချီလီငလင်ကတော့ပိုကျန်းပါတယ်အင်အား8.8မဂနီကျူရှိတဲ့ငလင်တစ်ခုဟာကိုဆက်ရှင်မြို့အနီးကနိုင်ငံရဲ့အလဲပိုင်းကန်ယူတန်းကိုလွတ်ခတ်ခဲ့တာပါအထူးခြားဆုံးကတော့ဒီလွတ်ခတ်မှုဟာမိနစ်30လောက်အထိကြာခဲ့တာပါပဲအဲ့ဒါကြောင့်မြို့တော်တော်များများလည်းခံနိုင်ရင်မရှိပဲဘုံဘုံနဲ့ပျက်စီးရပါတယ်ဒီငလင်ရဲ့ပြင်အောက်ကမိုင်2800အကွာဝေးမှာရှိတဲ့ဘရာဇီး စာအပေါ်လိုမြို့ကနေကတောင်ခန်းစားခဲ့ရတာပါအဲ့ဒီတုန်းကပင်90လောက်ရှိတဲ့လိုင်းလုံးကြီးတွေကကြည်လီရဲ့ constitution မြို့လေးကိုလွှမ်းမိုးခဲ့ပြီးလူပေါင်း900ကျော်ပျောက်သွားခဲ့ရပါတယ်ဒင်းကလင်ကိုနိုင်ငံပေါင်း53နိုင်ငံကဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့ပြီးကြိုတင် ကာကွယ်မှုတွေပြုလုပ်ခဲ့ရတာပါကြပါမယ့်ဆူနာမီလိုင်းတွေကကယ်လီဖိုးနီးယားဟာဝိုင်ရီနဲ့နယူးဇီလန်ဂျပန်တို့အထိတောင်ရောက်သွားခဲ့ပါတယ်။ကြပါမယ့်အားပြတ်သွားခဲ့လို့တက်တာသွားခဲ့ရတာပါ။ 1952ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာတော့ရုရှားရဲ့ကဇက်ကဒေတာမှာကိုမက်ဂနီချူရှိတဲ့ငလင်တစ်ခုလောက်ခတ်ခဲ့ပါတယ်။ဒီငလင်နဲ့အတူဆူနာမီသတိပေးချက်တွေလည်းထွက်ပေါ်ခဲ့ရတာပါ။ဒီလိုနဲ့ငလင်အပြင်မှာဆူနာမီလိုင်းကြီးတွေကလည်းတက်လာခဲ့ပါတယ်။ဒါပေမဲ့တရက်ကန်တွေကသတိပေးချက်ကြောင့်ကိုလင်းပိုင်းကိုရွှေ့ပြောင်းခဲ့ရတာဖြစ်လို့ထိခိုက်မှုသိမ့်မရှိခဲ့ပါဘူး။ပြီးတော့ကိုယ့်အိမ်ကိုပြန်ပြီးပြန်လည်ထူထောင်ရေးကိစ္စတွေလုပ်နေခဲ့ကြတာပါ။ဒါပေမဲ့ဒုတိယလိုင်းကြီးကသူတို့စီကိုဥတီလာခဲ့တာကိုတော့သတိမပြုမိခဲ့ကြပါဘူး။ ပြောရရင်ဆူနာမီပထမလိုင်းမှာလွန်မြောက်ခဲ့တဲ့ဒေတာကန်2000ကျော်ဒုတိယလိုင်းကျောက်ဆုံးမသွားခဲ့ရတာပါအဲ့ဒီအရေရက်ကမြို့ရှိလူဦးရေရဲ့တက်ဝက်ဆလောက်ရှိနေခဲ့ပါတယ်ဒီတစ်ခါမှာတော့ဂျပန်မှာဖြစ်ခဲ့သမျှအကြီးဆုံးဖြစ်တဲ့ထိုကူငလင်အကြောင်းကိုဖော်ပြပေးတော့မှာပါဒီငလင်ရဲ့ပြင်အားကမဂနီကျူ6.1အထိရှိပါတယ်2011ခုနှစ်မတ်လ17ရက်နေ့မှာဂျပန်ရဲ့အကြီးဆုံးကျွန်းဖြစ်တဲ့ဟွန်ရှူကျွန်းရဲ့အရှေ့မြောက်ဘက်ကန်ယူရန်ကနေ၄၄မိုင်အကွာမှာလှုပ်ခတ်ခဲ့တာပါ ဒီငလင်ကဘလောက်တောင်ကျန်းခဲ့လဲဆိုရင်ကပဝင်ရိုးကိုခမန်းကျစ်30စင်တီမီတာကနေ25စင်တီမီတာအထိရွေလျောသွားစေခဲ့တာပါဒီငလင်နဲ့တွဲပေါ်လာခဲ့တဲ့ဆူနာမီကလည်းအရန်ကိုဖျားပြင်းထန်ခဲ့ပါတယ်ဟွန်ရှုစုပက်လယ်မှာရေကာတာကောက်ွယ်မှုတက်ဆင်ထားပေမဲ့ပေ330ကျော်တဲ့လှိုင်းလုံးကြီးတွေကိုတော့မတားဆီးနိုင်ခဲ့ပါဘူးငလင်ကြောင့်အားလုံးပြိုဆူနာမီလမ်းကြီးတွေကြောင့်အားလုံးမျိုးရာတက်ပုံမစိုးနိုင်တော့ဘူးလို့ထင်ရင်တော့မှားသွားပါလိမ့်မယ် ဖူကိုရှိမားနျူကလ িয়ার တအားပေးဆက်ယုံကြည်ပျက်စီးသွားတဲ့အခါဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲကိစ္စတွေကြောင့်ဒေတာအခြေအနေဆိုးလာခဲ့တာပါ ပြောရရင်လူပေါင်း2200ကျော်ဆုံးမသွားခဲ့ပြီးဂျပန်ရဲ့အဆိုးအဝါဆုံးတဘာဝဘေးကြီးလည်းဖြစ်ခဲ့ရပါတယ်2004ခုနှစ်ဒီဇင်ဘာလမှာတော့အင်ဒိုနီးရှားနိုင်ငံဆူမာထရာကျွန်းပေါ်ပေါ်ပြပြီးလောက်ခတ်ခဲ့တဲ့ငလင်ကပြင်ယာ9တရမတုံးမဂနီချူအထိရှိခဲ့တာပါ။ဘာမှအသေးစားကြောက်ပြားကအိန္ဒိယတထုံးနဲ့ကြောက်ပြားအောက်ကိုနစ်မြုပ်ခြင်းလို့ခေါ်တဲ့ဝုံးပြေဒါဖြစ်စဉ်ကြောင့် ဒီငလင်ကြီးဖြစ်လာခဲ့ရတာပါပဲဒီငလင်ကြောင့်သမောဒီယာကျမ်းပြင်က65ပေကျော်အထိအံဩစရာကောင်းလောက်အောင်မြင့်သက်သွားခဲ့ရပါတယ်အထက်ကနေဖြစ်ပေါ်လာတဲ့ဆူနာမီက68ပေကျော်မြင့်တဲ့လိုင်းတွေကိုဖန်တီးခဲ့ပြီးနိုင်ငံ၁၄နိုင်ငံရဲ့ကံယူရန်ဒေတာတွေကိုပြက်စီးစေခဲ့တာပါဒီသဘာဝဘေးအန္တရာယ်ကြောင့်လူပေါင်း၂300000ကျော်အသက်ဆုံးပါသွားခဲ့ရပါတယ်အများဆုံးကတော့အင်ဒိုနီးရှား၊သီရိလင်္ကာ၊အိန္ဒိယနဲ့ထိုင်းတို့ဘက်မှာပါပဲထိုင်းနဲ့အိန္ဒိယကတော့အဲ့ဒီထဲမှာအသေးအပြောက်အများဆုံးဖြစ်ပါတယ် ။အင်္ဂလင်ကအာရှတိုက်ရဲ့တမိုင်းမှာလဲအကြမ်းတမ်းဆုံးငလဲတစ်ခုဖြစ်ခဲ့တာပါ။ပြီးတော့21ရာစုရဲ့အဆိုးဝါးဆုံးသဘာဝဘေးအန္တရာယ်အဖြစ်မှတ်တမ်းတင်ထားခဲ့ရပါတယ်။ဒီသဘာဝဘေးအန္တရာယ်တွေကကံရိုးတဲ့သစ်တောင်တွေမှာပုံမကောင်းမွန်တဲ့ကြိုတင်သတိပေးစနစ်တွေနဲ့ပြင်ဆင်မှုဆိုင်ရာလုံဆောင်ချက်တွေလိုအပ်နေတာကိုမေးမောင်းထုတ်ပြနေခဲ့တာပါ။နောက်ထပ်ပေါ်ပြပေးမှာကတော့မှတ်တမ်းတင်ထားတဲ့မြရဲမှာဒုတိယအကြီးမားဆုံးငလင်အကြောင်းပါပဲ။ 1964ခုနှစ်မတ်လ29ရက်နေ့မှာဂုတ်တရမနှင့်မဂနီကျူးနဲ့9မိနစ်ကြာနေပါလောက်ခတ်ခဲ့တဲ့အလက်စကာငလင်ကကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုကြီးကိုဖြစ်စေခဲ့ပါတယ်။ပစိဖိတ်ကြော်ပြားကမြောက်အမေရိကကြော်ပြားအောက်နင်းမြုံနေတာကိုအလူရှန်နင်းမြုပ်စုံလို့ခေါ်ပြီးအဲ့ဒီမှာပြည့်ရွေကြောင်ကြီးဖြစ်နေခဲ့တာပါ။ငလင်စတင်ခဲ့တဲ့နေရာကနေ85မိုင်ဝေးတဲ့အလက်စကာရဲ့အကြီးမားဆုံးမြို့အန်ကာရီမြို့ဆိုရင်မြို့ပြကြီးလို့ပြသွားခဲ့ရတာပါ။ အစာအုပ်တွေပြိုကျပျက်စီးခဲ့သလိုလမ်းတွေနဲ့ဇင်းကြံတွေကလည်းမြေကြီးတက်ကိုကျုံဝင်သွားခဲ့တာပါဒင်္ဂလင်ကြောင့်ဖြစ်လာတဲ့ဆူနာမီလိုင်းတွေကမြောက်အမေရိကရဲ့ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက်ကိုကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်စေခဲ့ပြီးကယ်လီဖိုးနီးယားနဲ့ဟာဝိုင်ရီတို့အထိရောက်ရှိခဲ့ပါတယ်။ဒင်္ဂလင်ကြောင့်ဖြစ်တဲ့ဆွတ်ဆွတ်ပေါင်းပျက်စီးဆုံးရှုံးမှုကိုခြုံပြောရရင်လူပေါင်း139ဦးဆုံးပါခဲ့ရတာပါ။အမေရိကန်ရဲ့သမိုင်းမှာတော့အသေးအပြောက်များဆုံးငလင်တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒီဗီဒီယိုရဲ့နောက်ဆုံးအပိုင်းမှာတော့တမိုင်းတလျှောက်အပြင်းထန်ဆုံးဖြစ်တဲ့ငလင်အစောင်းကိုဖော်ပြပေးသွားမှာပါ1960ပြည်နှစ်မတ်လ22ရက်နေ့မှာချီလီနိုင်ငံဗာဒီဗီယာမြို့မှာပြင်းရ9.5မဂနီကျူရှိတဲ့ငလင်ကြီးလှုပ်ခတ်ခဲ့ပါတယ်။ငလင်လှုပ်ခတ်ခဲ့တဲ့အချိန်ကတော့10မိနစ်လောက်ရှိနေခဲ့တာပါ။ဒီငလင်ကြောင့်ချီလီရဲ့ကန်ယူရန်ဒေတာတွေနဲ့ဂျီလက်ဒေတာတွေမှာမြေပြုံမှုအများပြားဖြစ်ခဲ့ရပါတယ်။ ပြီးတော့လမ်းတွေအားလုံးဒီပါပျက်စီးကုန်လို့ကင်ဆယ်ရေးကိစ္စတွေလည်းနှောင့်နှေးခဲ့ရတာပါ။ပြန်ပြီးတော့လည်း82ပင်လောင်းမြင်းနဲ့ဆူနာမီလိုင်းလုံးကြီးတွေကမ်းရိုးတန်းကိုဝန်ကျိုက်ခဲ့ပြီးပျက်စီးဆုံးရှုံးမှုကိုပိုဖြစ်စေခဲ့ပါတယ်။ဒီလမ်းကြီးတွေကနိုင်ငံအနေနဲ့အကြံမှာတော့ဟာဝိုင်၊ဂျပန်နဲ့ဖိလစ်ပိုင်တို့ကိုဝင်ရောက်ခဲ့ပြီးလူပေါင်းများစွာရဲ့အသက်ကိုနှုတ်ယူခဲ့လိုက်တာပါ။ဒီပင်အနေရကိုချီလီသားတွေကအကောင်းဆုံးကြိုတင်ပြစီပြီးခုခံခဲ့ကြပင်မဲ့လူပေါင်း9900နီးပါးကတော့ကံမကောင်းခဲ့ရပါဘူး ီလိုတဘာဝဘေးအန္တရာယ်တွေကဘေးကင်းလုံခြုံရေးဆိုင်ရာနီလန်းသစ်တွေလိုအပ်နေတဲ့ဆိုတာပေါ်လွင်နေခဲ့ပါတယ်။အထူးသဖြင့်တဘာဝဘေးတန်ခမ်းနေရတဲ့နေရာတွေမှာပါပဲ။အဲ့ဒီအတွက်လဲကျိုတန်ဒရီဘစ်စနစ်တွေပုံမကောင်းမွန်တဲ့အစားအုပ်ဒီဇိုင်းတွေလင်မြန်တဲ့ကယ်ဆယ်ရေးအစီအစဉ်တွေစသဖြင့်ထိခိုက်မှုနည်းပါးနိုင်တဲ့နီလန်းသစ်တွေပေါ်လာခဲ့ရတာပါ။ဒါပေမဲ့လဲဒီလိုကျိုတန်ပြင်ဆင်ထားတဲ့ဈာကပဲအစွမ်းကြီးတဲ့တဘာဝကြီးရဲ့တန်ခမ်းမှုကိုခံနေကြရဆဲဖြစ်ကြောင်း ဝင်မြလိုက်ရင်ဗီဒီယိုလေးကိုနီကွန်ချောလိုက်ရပါတယ်ရှင်အဆုံးတိကျေးဇူးပေးခဲ့ကြတဲ့အတွက်တရားကျေးဇူးတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်